မင်္ဂလာပါ इनिया မှာ Prakash Gora ဖြစ်ပါတယ် Apollo Health City Hyderabad မှာတွေးကြောဆရာဝန်မှာထုတ်ပိုးခီအိတ်ဆုချင်းအတွက်အတုံးကြွရသည့်အကြောင်းရင်းများကိုကာကွယ်ရေးနဲ့ဆေးကုသရေးတို့ကုထုံးအရာနှမျိုးခွဲနိုင်ပါတယ်ကြာရှည်ရက်နေခြင်းကြာရှည်ထိုင်နေခြင်းတို့မဟုတ်များစွာလက်လျှောက်ခြင်းနဲ့ခီးသွွာလာရတဲ့အလုပ်ကိုင်းတွင်ပါဝင်တူလူနာတွေကကာကွယ်ရေးအနေနဲ့ဖိအိတ်ဆုဖို့လိုအပ်ပါတယ် DP အဆုတွေက class 1ဆိုတဲ့ဖိအားနည်းနည်းနဲ့ထိနိုင်တယ်လို့ deep vein thrombosis ကိုကာကွယ်ဖို့အတွက်ဖိအိတ်ဆုအဖြစ်လဲအသုံးပြုနိုင်ပါတယ် ကုထုံးအနေနဲ့ပြောရရင်တော့သွေးကြောဥဖောင်းယောဂာနဲ့ဆက်ဆက်တဲ့ယောဂလက္ခဏာတွေဖြစ်ပေါ်နိုင်တဲ့အနေရရှိတဲ့လူနာတွေဒါမှမဟုတ်အစောပိုင်းနေပင်ရင်းဖြစ်အရေးစုဆောင်မှုဝင်းဖိုးဒမှဖြစ်နိုင်တဲ့လူနာတွေကိုကုထုံးအနေနဲ့စေကုသဖို့လိုအပ်ပါတယ်။အထူးသဖြင့်သွေးကြောယောဂာတွေမှာတော့မျက်မြင်မြင်သွေးကြောဥဖောင်းတွေရှိတဲ့လူနာတွေဒါမှမဟုတ်ကြာရှည်ရက်နေရင်ခြေထောက်နာခြင်းမအဆင်မပြေဖြစ်ခြင်းလိုအစောပိုင်းလက္ခဏာတွေရှိတဲ့လူနာတွေကိုစတင်အနေနဲ့ class talk PA စုနဲ့ကုတာနိုင်ပါတယ်။ linked အရေးစုဆောင်းမှု main foreman ရှိတဲ့လူနာတွေကိုလည်းသူတို့ရဲ့ကုသမှုအစောပိုင်းစင်မှာစတင်ကုသနိုင်ပါတယ်။အရေးကြီးဆုံးကတော့ PHSU အသုံးပြုခြင်းဖြစ်ပြီးအထူးသဖြင့်ပုံမှန်ပြင်းထန်တဲ့ PR ရှိတဲ့ class 3 PHSU လူမျိုးအသုံးပြုတဲ့အခါမှာပိုထိရောက်ပါတယ်။